ကြီးတယရီခိုင်လူထုခြေဘူးဘူဌာနတွင်အပူဒန်အန်ဒရဲကျူတင်ကာကွယ်အသိပညာပေးတော်ရှုကိုဇွန်လ9ရက်နေ့ညနေ3နာရီကကျင်းပခင်ရခိုင်ပြန်ချိုင်းနယ်ပြူစံဦးစီးဌာနမှဒေါ်တဲနူအင်းနှင့်ခိုင်ပြည်သူ့ကျမ်းမာရေးဦးစီးဌာနမှလက်ထောက်ကျမ်းမာရေးမှူးဦးမျိုးသူအောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်မင်္ဂလာပါညီမဟုတ်ကဲ့ပါဆရာဒီလူတယောက်ရဲ့ခန္ဓာကိုယ်အပူချိန်ကိုလည်းသိချင်ပါတယ်ဆရာရှင်လူတွေမှာနေ့စဉ်လှုပ်ရှားလို့ စားစားလို့ပေါ့နော်ဆဲရီတွေမှာမက်တာဘောလစင်တက်ပြမှုတွေဖြစ်ပြီးတော့အပူတွေထွက်နေတတ်ပါတယ်။တအားပြင်းထန်တဲ့လှုပ်ရှားလေးလေးအပူတွေကပိုးထွက်လေပါပဲ။ဒါပေမဲ့လို့လူခန္ဓာကိုယ်တွေကဆဲရီအတွက်အသင့်တော်ဆုံးအပူချေကိုရှိနေအောင်လို့ထက်သမျှပိုးတွေထဲကအပူတွေကိုခန္ဓာကိုယ်ကအမြင့်ထုတ်ပြနေရပြီးတော့လူတယောက်ရဲ့အပူချေကိုပုံမှန်ဖြစ်အောင်ထိန်းထားပြပါတယ်။အဲတာမန်လူတယောက်ရဲ့ပုံမှန်ပူချေကတော့68အဲ့ဒါမှ6ဒီဂရီဖာရင်ဟိုက်တာမမို့ရေပေါ့နော်38ဒီဂရီစင်တီဂရိတ်မှာရှင်းနေအောင်ထိန်းထားရပါတယ် တော့ခန္ဓာကိုယ်ထဲမှာတိတ်ပြီးဘူးရီညသွားရင်တော့ဥမာပေါ့တရ1ဒီဂရီဖာရင်ဟိုက်သို့မဟုတ်42ဒီဂရီစင်တီဂရီလောက်ရောက်သွားရင်တက်သွားမယ်ဆိုရင်ခန္ဓာကိုယ်အစိပ်ပိုင်းတွေလူတစ်ခုလုံးမှာရှိတဲ့ဆဲတွေကအလုံးလုံးအလုံးမလုံးနိုင်တော့ပဲနဲ့အဲ့ဒီလူကတည်သွားပါလိမ့်မယ်ကဲပါဆရာရှင်ဒီပေါ့နော်ဒီအပူဒဏ်အန္တရာယ်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ဒီကျန်းမာရေးပြဿနာတွေလည်းသိကျင်ပါလေဆရာရှင်။အခုလိုပူပြင်းတဲ့ယာတီမှာအပူဒဏ်ကြောင့်ပေါ့နော်ခန္ဓာကိုယ်မှာပေါ့ရောက်လာတို့မိတ်နဲ့ရာနာတွေဖြစ်တာတို့တက်တက်တာတို့ ။ဒါပြင်ပုံမဆိုးလာလို့ရှိရင်အပူတန်းကြောင့်ပဲမန်းနှွမ်းနေတာတွေ၊မှုမိတာတွေခံစားရနိုင်ပါတယ်။ဒီတဲ့ပို့ပြီးပြင်းထန်လာမှာဆိုရင်တော့အပူတန်းကြောင့် deletion ထိဖြစ်ပေါ်နိုင်ပါတယ်။ဟုတ်ကဲ့ပါဆရာ။ဒီအပူတန်းခံစားရတဲ့လူနာပေါ့နော်။အရေးပေါ်ရှေးဥပုစုခြင်းတွေကဘယ်လိုမျိုးပြုစုရမလဲဆိုတာကိုလည်းသိချင်ပါတယ်ဆရာရှင်။အပူဒဏ်ခံစားရတဲ့လူနာကိုအရေးပေါ်အရှိဟုပြုစုမယ်ဆိုရင်တော့နံပါတ်1အနေနဲ့ကျွန်တော်တို့ကလူနာကို အရေးရအေးမြတဲ့နေရာအမှမဟုတ်ပါတော့အေးလေးပြည့်စက်ရှိတဲ့နေရာပန်ကားရှိတဲ့နေရာကိုဟိုစပြီးတော့ရှင်းတင်ပါမယ်နံပါတ်2နေနေတော့လူနာကိုနှိစေရဆေးဝင်စေကံအမြန်ဆုံးပို့ဆောင်ရပါမယ်အဲ့လိုပို့ဆောင်တဲ့နေရာမှာဆရာဝန်တို့ကျန်းမာရေးဝန်ထမ်းတွေပြတ်တန်ရန်စောင့်ဆန်းနေရတဲ့အချိန်မှာအောက်ပါအချက်တွေကိုတော့ပြုလုပ်ပြုလုပ်ရပါတယ်နံပါတ်3နေနေတော့လူနာရဲ့အချင်းဘက်ကိုခြေောက်ကိုပက်လက်အနေထားနဲ့ညှင့်ပစ်ထားရပါမယ် ကောင်းစွာသတိရနိုင်မယ်ဆိုရင်တော့လူနာကိုရေးအေးလေးတိုက်ပြီးတော့ရပါတယ်။လူနာအဝတ်စားတွေထူးကြီးတွေရှိနေမယ်ဆိုရင်အဝတ်စားတွေကိုချွတ်ပေးရပါမယ်။လူနာရဲ့ကိုယ်ပေါ်မှာရေးလေးတွေဖြန့်ပေးလို့ရပါတယ်။အဲလူနာရဲ့ level တို့ జై နဲ့ပေါင်ကြံနှစ်ဖက်တို့အားပုံပါအတိုင်းပေါ့နော်။ရေးလေးတို့မဟုတ်ရေးခဲရေးစင်ထားတဲ့အဝတ်ကလေးနဲ့ရေးဘက်တက်ပြီးလို့ရပါတယ်။ ဒီတိုင်းပဲအပူဒဏ်ခံစားရတယ်လို့ရှေးဥဒနာပြပြလို့ရပါတယ်ဟုတ်ကဲ့ပါဆရာရှင်ဒီအပူဒဏ်အန်ဒီယိုပေါ့နော်ဘလူးဂျိုတင်ကာကွယ်ရမလဲဆိုတာကိုလည်းသိချင်ပါတယ်ဆရာရှင်အပူဒဏ်ကိုဂျိုတင်ကာကွယ်ဖို့ဆိုရင်တော့ကျွန်တော်တို့ကနည်းနည်း10နာရီကနေပြီးတော့ညနေ9နာရီပေါ့နော်နေ့လယ်နေခင်းအပူချိန်ပြင်းတဲ့အချိန်တွေမှာမလွယ်လောက်အဖက်နဲ့အပြင်ကိုသွားတာတို့ပူပြင်းတဲ့နေရာအုံးမှာအလုံးလုံးချင်းနေပူကာရအားကားပြလို့ချင်းစတာတွေကိုတတ်နိုင်တဲ့မြန်ရှောင်ရှားရပါမယ် နည်းနည်း9နာရီမှနည်းနည်း10နာရီအတွင်းပေါ့နော်ညနေ9နာရီနောက်ပိုင်းတွေမှာအပြင်သွားခြင်းအလုပ်လုပ်ခြင်းကိုယ်ကာယအားကစားပြုလုပ်ခြင်းစသည်တို့ကနည်းနည်းပိုင်းအချိန်နဲ့ညနေပိုင်းအချိန်နဲ့ဒါပြုလုပ်တင်ပါတယ်မဖြစ်မနေအပြင်သွားရမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီညနာရောမျက်လုံးတွေရောခန္ဓာကိုယ်ရောကာကွယ်နိုင်မယ့်မျက်မှန်နေကမျက်မှန်ပေါ့နော်ဒီအုတ်ထုတ်တို့ထီးတို့ဆောင်းရပါမယ်အဝတ်အစားတွေကတော့အယောင်ဖြော့တော့ပွားပွားချောင်ချောင်ခြည်တဲ့အဝတ်အစားတွေကိုဝတ်ဆင်တင်ပါတယ် ပူပြင်းတဲ့အချိန်ဒီမှာအရက်ဒေသတောက်စားခြင်းကိုလုံးဝရှောင်ကြဉ်ရပါမယ်။ကားပါကင်ထိုးရန်နာထားခြင်းဒီမှာဆိုရင်ကားထဲမှာ လူချန်ထားခဲ့ခြင်းမပြုရပါဘူး။မျက်ဖက်နဲ့စီးတက်ပါတယ်။ရေးဒါမှမဟုတ်တဆားရေကိုမျက်မျက်တောက်တော့ပေးခြင်းဖြင့်အပူဒဏ်အန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။ဟုတ်ကဲ့ပါဆရာရှင်။အခုလိုမျိုးအသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါရှင်။အဆိုပါတော်ရှိုးဆွေးနွေးမှုတို့ကို Shuiety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်။